2025ခုနှစ်မေလ27ရက်နေ့ဗိုလ်တူးနေ့နံနက်6နာရီဂျိုရူဝရရှိတဲ့တိုင်းတာချက်တွေနဲ့အတူမင်္ဂလာပင်လယ်သမုတ်တရားတွေကတူးကြတဲ့အခြေအနေများကိုကျွန်တော်တို့လေ့လာထပ်မတင်ဆက်မှာဖြစ်ပါတယ်ဒီကနေ့27ရက်နေ့မှာဆိုလို့ရှိရင်တော့အိန္ဒိယနိုင်ငံကမိုးလုသပညာရှင်တွေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကမိုးရသပညာရှင်တွေကရှက်တီဆိုတဲ့ အပူပိုင်းမုံတိုင်းစတင်ဖြစ်တော့မယ်လို့သူတို့ခမန်းချက်တွေနဲ့အသိပေးထုတ်ပြန်လာပါတယ်။အဲ့ဒီဖြစ်လာနိုင်တဲ့မုံတိုင်းဟာတနအီဝမိုင်45မိုင်ကနေတော့မိုင်60ဝန်းကျင်ထိဖြစ်နိုင်ပြီးတော့အိန္ဒိယနိုင်ငံကိုဦးတည်ပြီးတော့သွားမယ်လို့ကနဦးခမန်းချက်တွေကကျွန်တော်တို့လည်းတိုင်းတာရရှိပါတယ်။ဒီမုံတိုင်းရဲ့ရေငွေ့စုတဲ့အချိန် တွန်းပို့လိုက်တဲ့အချိန်ကြောင့်မလို့မြန်မာပြည်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာမိုးရေသေးသေးမင်းမင်းရွာနိုင်တဲ့အခြေအနေ ရှိတယ်လို့ကျွန်တော်တို့ကနဦးခမန်းထုတ်ပြန်ပါတယ်အဲ့တော့ဒီမုံတိုင်းဘလို့ဖြစ်လဲဆိုတာကိုကျွန်တော်ဒီကနေ့မနေ့ရရှိတဲ့6နာရီကတိုင်းတာချက်တွေနဲ့24နာရီတစိမ်းဘလို့ဖြစ်လာလဲဆိုတာလေ့လာကြည့်အောင်ဒီပုံစံဒီကတော့ ကျွန်တော်10နှစ်ကျော်သူတည်တနာလှုပ်ထားတဲ့ပုံသေးနည်းနဲ့ကျွန်တော်ခံမှန်းပေးမှာဖြစ်ပါတယ်ဒီကနေ့မနက်6:00နာရီမှာဆိုလို့ရှိရင်အိန္ဒိယသမုတ်တရားကလာတဲ့လေစီးကြောင်းဟာအင်မတန်မှပူတော်နေတဲ့အိန္ဒိယနိုင်ငံတွေကိုပြန်ပြီးတော့ကွေဝင်သွားပြီးတော့တချို့လေစီးကြောင်းတွေကမြန်မာပြည်တောင်နှမ်းမှာရပ်သွားပြီးတော့တချို့လေစီးကြောင်းတွေကမြန်မာပြည်အလဲပိုင်းကိုဝင်သွားတာတွေ့ရပါတယ် အဲ့ဒီအိဗယ်ကတော့မြမပြီမှာ နေရာကွက်ကြားမိုးရွာနိုင်တဲ့လေစီးကြောင်းလို့ကျွန်တော်တို့ခမန်းပြောကြားလိုပါတယ်။လာမယ့်20နှစ်ရည်နေ့လည်း7နှစ်လောက်ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်တွေကလေစီးကြောင်းကအနည်းငယ်အားကောင်းလာပြီးတော့တနအီမိုင်30အထိတိုက်ခတ်ပြီးတော့မှအိန္ဒိယနိုင်ငံမြောက်ဖက်မှာလေဆိုင်ဝဲတစ်ခု စတင်ပြစ်ပေါ်နိုင်တဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ်။လာမယ့်23ရက်နေ့မှာတော့ဘင်္ဂလားပင်လယ်အော်ထဲမှာတိုက်ခတ်နေတဲ့လေစီးကြောင်းဟာတနာယီကို35မိုင်ထိအပြေးပြေးတက်လာတဲ့အပြင်ကိုပဲအိန္ဒိယသမုတ်တရားကလာတဲ့လေစီးကြောင်းဟာမြန်မာပြည်နဲ့ထိုင်းနိုင်ငံကိုကြော်ပြီးတော့တောင်တရုတ်ပင်လယ်ကို သွားပေါင်းတာတွေ့ရမှာဖြစ်ပါတယ်။ထို့အတူပဲမြန်မာနိုင်ငံကိုဖျက်ပြီးတော့ ဝင်ပြီးတော့မိုးတွေနေရာကွက်ကြားရွာနိုင်တဲ့အခြေအနေရှိပါတယ်။လာမယ့်24ရက်မှာတော့လေးစီးကြောင်းဟာ တနာယီကိုမိုင်40အထိအရှိန်တက်လာပြီးတဲ့အခါမှာအိန္ဒိယနိုင်ငံတွေကိုပောက်ဝဲသလိုပဲမြန်မာပြည်ခဲကိုလည်းစတင်ပြီးတော့အရှိန်အဟုန်ပြင်းပြင်းနဲ့ရေငွေ့တွေတွန်းပို့နေတာတွေ့ရမှာဖြစ်ပါတယ်။25ရက်နေ့ရောက်တဲ့အခါမှာတော့ ဘင်္ဂလားပင်လယ်မှာလေဆိုင်ဝဲနဲ့လေဖျားနဲ့ရာရဝန်းတစ်ခုဖြစ်လာမယ်လို့ကနအူခမန်းပြီးတော့ဒီတိုက်ခတ်နှုန်းအားဆိုလို့ရှိရင်တနာယီကို45မိုင်အထိတိုက်ခတ်နိုင်တဲ့အနေအထားကိုရောက်ရှိလာနိုင်ပါတယ်26ရက်နေ့ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်တဲ့ကလေစီးကြောင်းဟာ လေစုံကြက်တွေနဲ့လေဆိုင်ဝဲကြီးဖြစ်လာပြီးတော့တနာယီကိုမိုင်90လီပါ စတင်ပြီးတော့အချိန်မြင့်လာတာတွေ့ရမှာဖြစ်ပြီးတော့အိန္ဒိယသမုတ်တရာကလာတဲ့လေစီးကြောင့်ကဗမာပြည် အောက်ပိုင်းကိုလည်းတနအီမိုင်90လောက်နဲ့စတင်ပြီးတော့တိုက်ခတ်နိုင်တဲ့အတွက်ကြောင့်မလို့ပင်လယ်ပြင်ကလှုပ်သားတွေသတိထားရမယ့်အချိန်ရောက်ပြီလို့အသိပေးပါမယ်ထို့အတူပဲဒီလေစီးကြောင့်ကအေယာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကိုရခိုင်ပြည်နယ်ကိုဖြတ်ပြီးတော့မှဘင်္ဂလားဒေ့ရှ်ပင်လယ်ထဲမှာ လေဆိုင်ဝဲတစ်ခုအနေနဲ့ပြန်လဲပေါင်းစည်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာပြည်မှာကြီးမားတဲ့မိုးရွာသွန်းမှုတွေဖြစ်နိုင်တဲ့အနေအထားရှိပါတယ်။29နှစ်နေရောက်တဲ့အခါမှာတော့လေဆိုင်ဝဲရဆိုလို့ရှိရင်တနအီကိုမိုင်90နှုန်းနဲ့တချို့နေရာတွေမှာစတင်ဖြစ်ပေါ်ပြီးတော့ရှတ်တီလို့အမည်ရတဲ့မုံတိုင်းအဆင့်ကိုကူးပြောင်းမယ်လို့ခန့်မှန်းရပါတယ်။ ဒီနေရာမှာကျွန်တော်တို့သတိထားဖို့ကဘင်္ဂလားပင်လယ်နဲ့အိန္ဒိယသမုတ်တရာကပို့လိုက်တဲ့ရေငွေ့တွေဟာမြေနဲ့တိမ်ဖြစ်ဝင်သွားပြီးတဲ့အပြင်အပေါ်ပိုင်းကနေပြီးတော့လေးဆင်းလာတဲ့အကြောင်းမလို့မြမာပြည်ချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ငလင်ကြောက်မလို့မြေအောက်ကြီးမစိတ်နိုင်လို့မြမာပြည်မိုးကြီးတဲ့ဒေသတွေမှာရှင်မြန်သွားပဲရေကြီးနိုင်မဲ့အနေအထားတွေ့ ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်လာမဲ့28ရက်နေ့မှာတော့မုံတိုင်းဟာပုံမအားကောင်းလာပြီးတော့တနာယူမိုင်80လောက်နဲ့ဘင်္ဂလားပင်လယ်အော်တွေကနေပြီးတော့အိန္ဒိယနယ်စပ်ကို စတင်ချင်းကနိုင်တယ်လို့ကျွန်တော်တို့ကနဦးခမိုင်းပြည်ထုတ်ပြန်ပါတယ်ကျွန်တော်တို့စောစောကတင်ပြသွားတဲ့မုံတိုင်းဖြစ်နိုင်တဲ့လေစီးချောင်းနဲ့ ဲ့ဒီလေစီးကြောင်းနဲ့လေဆန်ဝဲကထုတ်လုတ်တဲ့ပယ်ဆောင်မဲ့ရေငွေ့တွေအခြေအနေကိုလေ့လာမယ်ဆိုရင်တော့ဒီကနေ့မနေ့6နာရီအချိန်မှာဘင်္ဂလားပင်လယ်ထဲမှာတိမ်အနေနဲ့အပြစ်သွားနေတာတွေ့ရပြီးတော့မြန်မာပြည်အောက်ပိုင်းမှာလည်းတိမ်နှိမ့်တွေဝင်သွားသလိုပဲမြန်မာပြည်လေပိုင်းကအပူချိန်ကြောင့်တိမ်တွေဟာမိုးတိမ်များဖြစ်ပြောင်းလဲသွားတော့တွေ့ရှိရပါတယ် လာမဲ့20ရက်နေ့ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်ကတိမ်အနိုင်တွေကမမာပြည်အောက်ပိုင်းနေမှာကပဲနဲ့မန္တလေးနဲ့ကချင်ပြည်နယ်အထိစတင်ပြီးတော့ရောက်ရှိသွားတာကိုကျွန်တော်တို့ခမန်းဆက်တွေအရတိုင်းတာရရှိပါတယ်23ရက်နေ့မှာဆိုလို့ရှိရင်ဒီတိမ်အနိုင်တွေဟာတချို့နေရာတွေမှာအရန်ကိုများတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နေရာကွက်ကြား မိုးကြီးတွေစတင် ရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်24ရက်နေ့မှာလဲထုံနီး၎င်းမယ်တိမ်နေနေဗမာပြည်ကိုအရန်ကိုပြည့်နေပြီးတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်ဇော်တော်ကတင်ပြသွားတဲ့မြမပြည်ကို9ရက်အတွင်းဝင်လာမဲ့ဘင်္ဂလားပင်လယ်ကတိမ်နေရာဆိုလို့ရှိရင်မြမပြည်ကို9ရက်အတွင်းမှာ အဝါရောင်ပြတဲ့နေရာတိုင်းမှာဆိုလို့ရှိရင် မိုးရေချိန်၆လမအထိရွာသွန်းနိုင်ပြီးတော့နီးညိုရောင်ပြတဲ့နေရာလေးတွေမှာဆိုလို့ရှိရင်တော့မိုးရေချိန်9လမအထိရွာသွန်းနိုင်တဲ့အခြေအနေအားဆိုလို့ရှိရင်တော့ငလင်လှုပ်ထားလို့အောက်မြေသာပိတ်နေတဲ့မြမာပြည်ကမြေသားတွေပေါ်ကနေပြီးတော့ဖြတ်စည်းဆင်းပြီးတော့ရုတ်တရက်ရေကြီးတဲ့အန်နဲ့ရင်ဆိုင် နိုင်ရပါတယ်လို့ကျွန်တော်တို့အသိပေးလိုပါတယ်ဒီကနေ့21ရက်နေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘကိုးတိုင်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်နေပြည်တော်ရဲ့အရှိပဲရှမ်းပြည်နယ်ရှမ်းပြည်နယ်အထက်ဘက်တစ်ခုလုံးမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ကြံတဲ့တိုင်းနဲ့ပြည်နယ်မှာနေရာကွက်ကြမိုးရွာနိုင်ပါတယ်အထို့အတူအပူချိန်လည်းအနည်းငယ်ကျဆင်းသွားနိုင်ပါတယ် လာမယ့်22ရက်နေ့ရောက်တဲ့အခါမှာတော့ AOD တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မှာ နေရာကွက်ပြီးတော့အချို့နေရာတွေမှာမိုးကြီးနိုင်တယ်လို့ပဲမကွေးတိုင်းအထက်ပိုင်းရခိုင်ပြည်နယ်ချင်းပြည်နယ်မန္တလေးတိုင်းအထက်ပိုင်းကချင်ပြည်နယ်မှာနေရာကွက်ပြီးတော့မိုးများနိုင်ပါတယ်။လာမယ့်23ရက်နေ့မှာတော့မြန်မာပြည်အထက်ပိုင်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။မန္တလေးတိုင်းနဲ့နေပြည်တော် ပဲဘကိုးတိုင်းရန်ကုန်တိုင်းမွန်ပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်လာမယ့်24ရက်နေ့မှာဆိုလို့ရှိရင်တော့ပြည်အော်ဝတီတိုင်းချင်းပြည်နယ်မကွေးတိုင်းအထက်ပိုင်းမန္တလေးတိုင်းနေပြည်တော်ရှမ်းပြည်နယ်ရှမ်းပြည်နယ်အထက်ပိုင်းတို့မှာကျွန်တော်တို့မိုးရေကြိမ်ပေါ်လာမကြော်ကြော်လောက်အထိကို24နာရီအတွင်းမှာရရှိနိုင်တဲ့အနေအထားဆိုလို့ရှိရင်ကျွန်တော်တို့အထူးသတိထား ပြင်ဆင်ဖို့လိုပါတယ်ထို့အတူပဲမြန်မာပြည်အလဲပိုင်းရှမ်းပြည်နယ်တစ်ခုလုံးချင်းပြည်နယ်အေရဝတီတိုင်းကရင်ပြည်နယ်ကယားပြည်နယ်သတင်းနာရီတိုင်းတို့မှာနေရာစိတ်စိတ်မှနေရာကွက်ကြားမူကြီးနိုင်တဲ့အနေအထားရှိပါတယ်လာမယ့်25ရက်နေ့မှာဆိုလို့ရှိရင်တော့မန္တလေးတိုင်းရဲ့အနောက်ဖက်ချမ်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပြီးတော့ ၊စကိုင်းတိုင်းထက်ပိုင်း၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်း၊အေရဝတီတိုင်း၊ရန်ကုန်တိုင်း၊ကရင်ပြည်နယ်၊ကယားပြည်နယ်၊ရှမ်းပြည်နယ်တို့ခုလုံးနဲ့အတူသတင်းဓာတ်တိုင်းတို့မှာနေရာစိတ်စိတ်မိုးများနိုင်တဲ့အနေအထားရှိပါတယ်။ကျွန်တော်တို့လက်ရှိတင်ပြချက်တွေအပြင်ရှတီမုံတိုင်းစတင်ဖြစ်လာပြီဆိုတာနဲ့ကျွန်တော်တို့ မြန်မာနိုင်ငံကိုဘလို့တက်ရောက်နေလဲဆိုတာကိုအရေးကြီးကြီးသလိုနေ့စဉ်ဆက်လက်တင်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့လာနီညာနှစ်ဖြစ်တဲ့အတွက်ကြောင့်လို့အခမ်းအနချက်တွေဟာအချိန်ပိုင်းနဲ့အနေငယ်ပြောင်းလဲမှုဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ချက်ချင်းကိုသက်ထွေးနိုင် channel ကနေပြီးတော့အတိပေးအကြောင်းကြားမှာဖြစ်ပါတယ်ထို့တူမေလအကုန်မှာဖြစ်လာမဲ့ရှတိမုံတိုင်းဟာမြန်မာပြည်ကို လေပြင်းတိုက်ခတ်ခြင်းမိုးရွာခြင်းများတက်ရောက်နိုင်တဲ့အခြေအနေရှိတဲ့အတကြောင်မလို့ YouTube ကဖြစ်ဖြစ် Facebook ကဖြစ်ဖြစ် Telegram ကဖြစ်ဖြစ်အများသူကပြင်ဆင်နိုင်ရန်အတွက်ပြန်လဲမျှဝေပေးကြဖို့မြစ်တာရက်ခံပါတယ်ကျေးဇူးတင်ပါတယ်